အကိုတိုင်းဒေတာကြီးတောင်ကူမျိုးကေတုမတိမျိုးဟောင်းရှိမျိုးရိုးနယ်ကျုံးထို့တည်ရှိရာဒေတာကိုရင်ကျင်းမှုအမွေအနှင့်ဒေတာအဖြစ်သတ်မှတ်လိုက်တယ်လို့တာနာရင်းနှင့်ရင်ကျင်းမှုဝန်ကြီးဌာနကအတည်ပြုလာပါတယ် တာလနာရေးနေရင်ကျေးမှုဝင်ကြီးဌာနရဲ့ရင်ကျေးမှုအမွေနှင့်ဒေတာတွေကောက်ွယ်ထိန်းသိမ်းရေးဥပဒေပုံမှကိုအရာအနှင်းထားတဲ့လုံပိုင်းခွင်ကိုကျင့်သုံးကပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ရင်ကျေးမှုအမွေနှင့်များတည်ရှိရာဒေတာအဖြစ်သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။ အချိုပါကဲတို့တတ်မှတ်ရှာမှာကျုံးရဲ့အပြင်ဘက်နန်းနမိတ်နဲ့မြို့ရိုးရဲ့အတွင်းဘက်နန်းနမိတ်အေရိယာတွေတတ်မှတ်ကရှင်ချင်းမူအမွေးနှစ်များသိရှိရာဒေသအဖြစ်ထိမ့်သိမ့်တတ်မှတ်ခဲ့တာပါအေရိယာအနေနဲ့တောင်ငူမြို့တွင်ရက်ကွက်3 2689ရက်ကွက်7272 7879ရက်ကွက်နနမိတ်ပိုင်းခြားတတ်မှတ်ထုတ်ပြန်ထားပါသေး အဆိုပါ area တွင် GPS point နဲ့တတ်မှတ်ကအရှိပံမျိုးရိုးအနောက်ပံမျိုးရိုးနဲ့တောင်မြောင်မျိုးရိုးအတွင်းအပြင် area တွင်တတ်မှတ်လိုက်တဲ့လို့သိရပါတယ်လုံခဲ့သောနှစ်ပေါင်း900ကျော်ကမင်းကြီးညိုတီထောင်ခဲ့တဲ့ကျုံနယ်မျိုးရိုးတွေအဆောင်အုံတွေကိုလက်ရှိအနေအထားထက်ပြည့်ရွေးမှုမရှိစေဖို့ပြန်လည်ဖော်ထုတ်ကောက်ွယ်ထိန်ထိန်သွားမယ်လို့လဲသာနာရေးနေရင်ချင်းမှုဝင်ကြီးဌာနကယမန်နှစ်ကပြောကြားထားပါသေး။ မင်းကြီးမဟာသီရိစေယသူယမင်းကြီးညို AD 1486-1533တီထောင်ခဲထဲတောင်ကူကေတုမတိမြို့ဟောင်းမြို့ယိုးနဲ့ကျုံနေရအထွေရှီဟောင်းအဆောက်အုံထွေကို ရင်ကျိမှုအမွေနှစ်တွေရဖြစ်ထိမ့်သိမ့်သွားနိုင်ရှေရတော့လဲတောင်ဝန်ရှိသူများအလုံးပူပေါင်းဆောင်ရွက်ကြဖို့လိုအပ်တယ်လို့လည်းသိရပါထိတ် တောင်ငူမြို့ကိတုမတိမြို့ဟောင်းမြို့တီနန်းတီနှစ်ပေါင်း900ကျော်လာပြီဖြစ်ပြီး2030ပြည့်နှစ်ကလည်း1900ပြည့်အထက်ရမှတ်ပွဲတော်ကိုတောင်ငူမြို့ရှိတောင်ဝန်ရှိသူမြို့မိမြို့ဖဒေသခံတွေကနှစ်စဉ်နှစ်တိုင်းခန်းနာစီကားစွာကျင်းပပြုလုပ်လေရှိတယ်လို့လည်းသိရပါထဲရှင်။